ဇိုင်းဆွဲရတာဝါသနာပါလားကိုပိုင်ဒီဇိုင်း creation နေနဲ့ဝင်ငွေတစ်ခုကိုရှာချင်တာလား cover design ဆိုတာပုံဆွဲတာစာစီရတဲ့မဟုတ်ပါဘူးအခွန်လမ်းများတဲ့အတံပွဲအကြောင်းပညာရဲ့တစ်ခုဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ cover design နဲ့ပတ်သက်ပြီးတော့မှမြန်မာနိုင်ငံမှာအတံပွဲအကြောင်းဘယ်လိုမျိုးပြုလို့ရလဲဝင်ငွေအနေနဲ့ဘယ်လောက်ထိရနိုင်လဲဆိုတာကိုအသေးစိတ်ပြောပြသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်နဲ့တူတူဗီဒီယိုလေးကိုဆက်ကြည့်လိုက်အောင် channel လေးကိုလည်း like and subscribe လုပ်ထားဖို့အတွက်ကြိုချင်ပါတယ် cover design ဟာအတံပွဲအကြောင်းပညာရဲ့တစ်ခုအနေနဲ့ရည်စည်လို့ရနိုင်မှာမလား အဖြေကတော့ဖြစ်နိုင်ပါတယ်အခွင့်အလမ်းများတဲ့ဒီနေ့လိုခေတ်ဖြစ်တဲ့ digital marketing ခေတ်မှာဆိုရင်တော့လုပ်ငန်းတိုင်းလူမှုကွန်ရက်တိုင်းဟာဆိုရင်မြင်ပိုင်းဆိုင်ရာဆက်သွယ်မှုဖြစ်တဲ့ virtual communication ဆိုတဲ့အရာကိုလိုအပ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ graphic designer တွေအနေနဲ့အများအားလိုအပ်နေမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီအလုပ်ချောင်းလုပ်ရတဲ့ network တွေဆိုရင်ဘာတွေရှိလဲဆိုရင်တော့ဒီ advertising agency တွေပြီးရင် printing print media တွေပေါ့နော် printing buying တွေပြီးတော့ပြီးဆိုရင်တော့ကျွန်တော် company တွေ ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဒီ digital marketing agency မှာလည်းကျွန်တော်တို့အလုပ်လျှောက်လို့ရပါတယ်ပြီးသွားပြီဆိုရင်တော့ဆရာတို့ဒီ web design ဘိုင်းနေဖြစ်တဲ့ UI UX ဘိုင်းနေပြီးရင် idea touch ဘိုင်းနေဖြစ်တဲ့ web design နေပေါ့နော်အဲ့လိုနေရာမှာလည်း designer တွေကိုလက်ပါတယ်ဒီတော့ကျွန်တော်တို့အသိအကျဉ်းဆုံးနဲ့အမေးအများဆုံးဖြစ်တဲ့ဒီ graphic designer တယောက်ရဲ့ဝင်ငွေက လိုချင်နေရှိလေပေါ့နော်အဲ့တော့ဒီအခုပြောပြမယ်ဝင်ငွေပမာဏကကျွန်တော်တို့ရဲ့ဒီအတွေ့အကြုံတွေပြီးသားပြီဆိုရင်တော့ကျွန်တော်တို့လုပ်ထားတဲ့ investment တွေပြီးသားပြီဆိုရင်တော့ experience အနေနဲ့ပြီးတော့ဒီ company ပေါ်မူတည်ပြီးတော့မှအပြောင်းလဲတော့ရှိနိုင်နေပေါ့နော်အဲ့တော့တကယ်လို့ကျွန်တော်ရဲ့ဒီဘယ်လိုပြောမလဲဒီလကဒီဒီကြည့်သိချင်တယ်ဆိုတော့ကျွန်တော်ရဲ့ favorite account မှာဒီမေးခွန်းလေးရေးထားရှိအဲ့အောင်မှဖြည့်ထားတဲ့သူတွေရဲ့အဖြေလိုက်ကြည့်လို့ရပါတယ်အဲ့တော့ပြန်များကကိုက ဒီအတွေ့အကြုံမရှိသေးဘူးအခုမှကိုက junior level အနေနဲ့ဆိုရင်တော့4 to 7လောက်ရပါတယ်တကယ်ပဲ၄သိန်းကနေ6သိန်းကြားလောက်ရနိုင်တယ်ပေါ့နော်ဒါကတော့ company ပေါ်မူတည်ပြီးတော့ပြောင်းလဲနိုင်တယ် agency တွေ company ပေါ်မူတည်ပြောင်းလဲနိုင်တယ်ပြောင်းလဲနိုင်တယ်ပေါ့နော်အဲ့တော့ကိုကအတွေ့အကြုံနည်းနည်းရှိရယ်ပြီးတော့ mid level လောက်ဆိုရင်တော့ကျွန်တော်တို့ကဒီ6သိန်းကနေပြီးတော့မှကျွန်တော်တို့ဒီ7သိန်း9သိန်းကြားလောက်ရတယ်လို့ပြောတယ်ပေါ့နော်အဲ့တော့ပြီးရင်တော့ကျွန်တော်တို့ဒီ senior level တွေဆိုရင်တော့ကျွန်တော်တို့ကဒီ9 to 20လောက်ထိ ရနိုင်နေပါတော့အဲ့တော့ဒါကတော့ကျွန်တော်တို့လုံလောက်ရတဲ့အလုပ်တွေ process တွေရောကွာတယ်ပေါ့နော်ကိုက junior level ဆိုရင်တော့ကျွန်တော်တို့ကဒီအထက်ကချပေးတဲ့ design တွေကိုအဖန်တီးပေးရမယ်ပြီးတော့အခြေခံသဘောတရားလောက်နဲ့ကျွန်တော်တို့ကဒီအ design လေးပြည့်ပြည့်ဖြစ်သွားပြီရပြီပေါ့နော်အဲ့တော့ mid level တော့ကကျွန်တော်နည်းနည်းလေးလုပ်ငန်းအကွင် experience ရှိမယ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဒီအထက်ကချပေးတဲ့ design တွေကိုလည်းကိုယ့်ရဲ့ concept နဲ့တခြားသွေးနိုင်ပြီးတော့ဖန်တီးနိုင်ပြီဆိုတော့ကျွန်တော်က mid level လောက်ဆိုရင်တော့ခုနကကျွန်တော်တို့ပြောရင်လာကလောက်ရနိုင်နေပေါ့နော်အဲ့တော့ senior level ကတော့ကိုက team management လောက်ရတဲ့အပိုင်းတွေ communication skill တွေ ီးသားပြီဆိုတော့ကျွန်တော်တို့ကဒီအော်ဘယ်လိုပြောရမလဲအော်တခြားသောတင်းမန်နေမန်ပိုင်းတွေအားအစလုံးစုံလိုသွားပြီပေါ့နော်အဲတချို့ဆိုရင်တော့ကျွန်တော်တို့ဒီအော် 3D ဗိုင်းတွေပိုင်းလိုသွားတယ်လေထက်ရှိတယ်ပေါ့နော်ဒါကတော့ဒါတခြားသောကိုယ့်ရဲ့ investment ဒီ scale တွေထက်ပြရတဲ့အပိုင်းတွေအများကြီးပဲရှိရဲဒါကတော့ company တွေ agency တွေပေါ်ရဲ့လိုအပ်ချက်ပေါ်မူတည်ပြီးတော့မှသွားတယ်လုပ်ငန်း process တွေနဲ့လာကြရပဲဖြစ်ပါတယ်တကယ်လို့ကိုကကိုရှာသလောက်ထိလုံးဝ ကိုရှာနိုင်သလောက်အထိရကြတယ်ဆိုရင်တော့ကျွန်တော်တို့က freelancer ဆိုရက်နိုင်ငံတစ်ခုရှိပါတယ်အဲ့တော့ freelancer ကကျတော့ကျွန်တော်တို့ကဒီကိုယ့်ရဲ့အလုပ်ချိန်ကိုယ့်ရဲ့ scale ပြီးရင်ကိုယ့်ရဲ့ design လက်ရာပုံမူတည်ပြီးတော့မှအာကျွန်တော်တို့ပုံမှန်က social media design ဆိုရင်ပေါ့နော်တပုံကျွန်တော်တို့က2000လောက်ကနေပြီးတော့မှကျွန်တော်တို့တွေ2000လောက်အထိယူလို့ရတယ် logo တွေဘာတွေကတော့ကိုအစင်ပြေလောက်စပြီးယူလို့ရတယ်ပေါ့နော်အဲ့တော့ဘယ်လိုယူရမလဲဘယ်လောက်အနေထားယူရမလဲဆိုတော့မရှိဘူးအဲ့တော့ကိုကနေပြီးတော့မှကိုယ့်ရဲ့ ဒီ design skills တွေပြီးရင်ကိုယ့်ရဲ့ design quality ကိုကြည့်ပြီးမှကိုလုံနိုင်နေပေါ့ဘောနော်ကိုကမနက်9ကနေပြီးမှ9နာရီလောက်ကနေပြီးမှည9နာရီလောက်ထိလုံနိုင်နေဆိုရင်ကိုလုံနိုင်တဲ့လောက်ထိဝင်ငွေလမ်းကြောင်းအောင်ပို့ပြီးတော့များနိုင်တယ်အဲ့ဒါဒီ freelancer အဲ့ freelancer တွေကတော့တနည်းအားဖြင့်ဆရာပါကျွန်တော်တို့ကတော့ဘယ်လိုမှတ်လဲဆိုတော့ငတ်တက်လက်ပြက်လက်တယ်ပေါ့နော် client ရှိရင်အလုပ်ရမယ် client မရှိရင်အလုပ်မရဘူးပေါ့နော် client ပေါ်တော့အများကြီးမူတည်ရယ်ကိုယ့်ရဲ့ client ရှာနိုင်တဲ့ပေါ့အများကြီးတော့မူတည်ပါတယ်ဒါကတော့ freelancer လုပ်တဲ့အခါမှာကိုရနိုင်တဲ့ပမာဏကြီးပေါ့နော်ပြန်များတလားတလားဆိုရင်တော့အဲ့လို freelancer လုပ်ပြီးတော့ကိုယ့်ကိုလုံးချင်တယ်ဆိုတော့အာ လွတ်နိုင်သလောက်ပေါ့နော်10ကျော်20နီးပါးလောက်တော့ဝင်မယ်ပေါ့နော်ဒီလောက်ပေါ့โอเคအဲ့တော့ဒေတာလည်းပိုဝင်နိုင်တယ်ပေါ့နော်ဒါကတော့ကိုယ့်ရဲ့ scale ပေါ်မူတည်တယ်အဲ့တော့ကလွတ်နိုင်သလောက်လွတ်လို့ရပါတယ်အဲ့တော့တခြားသော workflow ကြောတွေလည်းရှိပါတယ် workflow ကြောတွေလည်းလွတ်လို့ကြည့်လို့ရပါတယ်โอเคအဲ့တော့ ျွန်တော် graphic designer တယောက်ဖြစ်ဖို့အတွက်ဘာတွေလိုအပ်လဲဘလို့ဘလို့ဘာတွေတက်မြောက်ထားဖို့လိုလဲဆိုရင်တော့ကျွန်တော် software တွေကျွမ်းကျင်ဖို့လိုပါတယ်ပထမဆုံးတစ်ချက်ကအဲ့တော့ software ကျွမ်းကျင်ဖို့ဆိုတဲ့အထဲမှာကျွန်တော်ဘာတွေရှိလဲဆို professional software တွေဖြစ်တယ်ကျွန်တော်တို့ကဒီ Adobe Photoshop တွေ Adobe Illustrator တွေတနည်းအားဖြင့်တခြားသော software တွေဆိုရင်ကျွန်တော်က Adobe After Effect ပြီးရင်ကျွန်တော် UI UI ဘိုင်းနေပြီးသွားပြီဆိုရင်တော့ကျွန်တော်ဒီ Sketcher တွေ UI UI ဘိုင်းတွေကိုဆရာကိုနားလည်ဖို့လိုတယ်ပေါ့နော်အဲ့တော့ ပြီးရင်ဘာထက်လို့သိလဲဆိုရင်တော့ဒီ theory ဘိုင်းနေဖြစ်တဲ့ graphic design theory ဖြစ်တဲ့ကျွန်တော်တို့ဒီ layout composition ဘိုင်းနေပြီးတော့ပြီးရင် color theory တွေ typography တွေပြီးတော့ပြီးရင် visual hierarchy design တွေအဲ့လို design ဆွဲတဲ့အခါမှာအာလှအောင်လှအောင်ဆွဲတာထက်စာရင်ဆရာက problem solving ဖြစ်ဆိုရဲပြဿနာတွေဘယ်လိုဖြေရှင်းပေးလို့ရလဲဆိုတော့ဒီဇိုင်းမျိုးတွေကိုကျွန်တော်ကဖန်တီးရပို့ပြီးများပါတယ်အဲ့တော့ကိုကတနည်းအားဖြင့် project တစ်ခုထက် mobile ကောက်ပြန်ပါညာအဲ့လိုမျိုး communication uh, programmation လုပ်တဲ့ style မျိုးတွေမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီ It's now weird. client ရဲ့ပြဿနာကိုဘယ်လိုဖြေရှင်းပေးရမလဲဆိုတဲ့ဒီဇိုင်းမျိုးကိုများများဖန်တီးပေးရပါတယ်အဲ့တော့ပြီးသွားပြီဆိုတော့နောက်တစ်ခုကတော့ကျွန်တော်က communication skill ပါအဲ့တော့ communication skill ကတော့တော်တော်များများအရေးကြီးပါတယ်ကိုယ့်ရဲ့အထက်လူကြီးတွေနဲ့စကားပြောရတဲ့အပိုင်းတွေပြီးသွားပြီဆိုရင် content writer တွေပြီးရင် digital marketer တွေနဲ့စကားပြောရတဲ့အပိုင်းတွေပေါ့နော်ပြီးသွားရင်တော့ client နဲ့ကိုယ်နဲ့ freelance လုပ်မယ်ဆိုရင်တော့ client နဲ့ကိုယ်နဲ့ဂျားမှာစကားပြောတဲ့အပိုင်းတွေအများကြီးအရေးကြီးပါတယ်ပြီးသွားပြီဆိုရင်ကိုယ်ရွှဲထားတဲ့ design တွေကိုပြန်ပြီးတော့မှရှင်းပြနိုင်တဲ့ skill မျိုးလည်းလိုအပ်ပါတယ်အဲ့တော့အဲ့ဒါလည်းနားလည်ဖို့လိုပါတယ် ်ပြီးရင်တော့ကျွန်တော်တို့ဘာလို့အဲ့လဲဆိုတော့အလုံးရှောက်ဖို့လိုအပ်တဲ့ portfolio တွေလိုအပ်ပါတယ်အဲ့တော့ portfolio ဆိုတာကိုယ့်ရဲ့ CV အချင်းရယ်ပြီးသွားပြီဆိုရင်ဒီကိုယ်ဆွဲထားသမျှကိုယ်လုပ်ငန်းဝင်ကိုယ့်ရဲ့ experience တစ်လျှောက်ဆွဲထားသမျှ design တွေကိုစုစည်းပြီးတော့ပြတဲ့ portfolio တစ်ခုကတော့လိုအပ်ပါတယ်ဒါမှလည်းကျွန်တော်တို့အလုံးရနိုင်မှာဖြစ်ပါတယ်အဲ့တော့ဒါကတော့ graphic design နဲ့ပတ်သက်ပြီးတော့မှဘာတွေလိုအပ်တယ်ဘယ်လောက်ထိဝင်ဝင်ရလဲဆိုတာကိုကျွန်တော် sharing လုပ်ပေးသွားတာဖြစ်ပါတယ်အဲ့တော့ graphic design ကဒီ ကောင်းမွန်တဲ့အတံပွင့်ကြောင်တစ်ခုဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကရွေးချယ်လို့ကောင်းပါတယ်အဲ့တော့ရွေးချယ်စရာကြိုးရတစ်ခုလည်းဖြစ်ပါတယ် graphic design ဟာဝါသနာကိုအတံပွင့်ကြောင်အဖြစ်ပြောင်းလဲနိုင်တဲ့ခမိပညာရတစ်ခုဖြစ်ပါတယ်ဝင်ငွေကောင်းတဲ့အလုပ်ကံတွေလည်းပုံများပါတယ် အဓိကအရေးကြီးရတော့ကျွန်တော်တို့ဆက်ဆက်မပြတ်လေ့လာနေဖို့နဲ့ဒီဇိုင်းတွေကိုအမြဲတမ်းဆွေးနွေးဖို့ပဲလိုအပ်ပါတယ်။ဒီဇိုင်းကယ်ရီယာကိုကျွန်တော်တို့တူစပြီးတော့မှရှောင်းလန်းလိုက်အောင်ဂရဖစ်ဒီဇိုင်းနဲ့ပတ်သက်ပြီးတော့မှတခြားသောအကြောင်းအရာတွေသိချင်တယ်ဆိုရင်လည်းကျွန်တော်တို့ဒီဗီဒီယိုရဲ့ comment အောက်မှာမှတ်ခဲ့ပေးကြပါအောင်။အားလုံးပဲကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံးဖြတ်ကြပါမယ်။